ပြရလို့မင်္ဂလာပါအဲ့တော့လာပြီနေ့မနက်ဖြန်ဆိုရင်လက်တော်လာပြီနေ့ဖြစ်သွားပြီနော်လာပြီနေ့ရေရေနဲ့ကျွန်တော်တင်ထားပြီးပြီတော့ကျွန်တော်ကျမကြီးမကောင်းတဲ့ကြာတင်ထားပြီးပြီဖြစ်တယ်အဲ့တော့လာပြီနေ့ရေရေမှာဖြစ်ဆွချက်အနေနဲ့ကတော့ဘယ်လိုလဲဆိုတော့ဒီနွန်းနွန်းနွန်းတပ်ပေါ်မှာဖြောင်းလိုက်ထွန်းတာပေါ့နော်နွန်းနွန်းနွန်းတပ်ပေါ်မှာဖြောင်းလိုက်ထွန်းတာကလက်တော်လာကုန်ကြီးထွန်းတာနော်တညတိုင်းထွန်းသွားထွန်းတိုင်းအလိုပဲဒီဝါဒပတိကာထာ29ခောက်ရွေးညာတိုင်းအလိုပဲလက်ခုတ်လမ်းဘက်လမ်းဘက်လက်ခုတ်6ချက်တီးဟုတ်ပြီနော်အခုချက်ချက်တီး အားလုံးတက်ထားပြီးတော့နွားလုံးမဖြစ်မလေးပါမယ်ကျွန်တော်ပြောထားပြီးတော့နော်ဒါလိုက်ပြီးလေဟုတ်ပြီအဲ့လိုက်ပြီးလေမနက်ဖန်မနက်မှာမနက်ဖန်မနက်ဆိုတော့မနက်ဖန်ရဲမနက်မနက်လဲရတယ်ညလဲရတယ်နော်မနက်မီရင်မနက်လို့ညမီရင်ညလို့အဲ့ဒါဘာလဲဆိုတော့လမန်းတစ်ချက်ထဲမှာနော်လမန်းလမန်းလက်ဖက်၉ပုံပုံလိုက်ပါလက်ဖက်၉ပုံလက်ဖက်အသားလက်ဖက်အသား၉ပုံပုံလိုက်ပါညလုံးထဲမှာမြင်သလားမသိဘူးကျွန်တော်ပုံကြိုက်ပြလို့အဆင်မပြေဘူးခင်ဗျနော် လမန်းတစ်ချက်လမန်းရရတယ်ဗျာဘာလမန်းဖြစ်ဖြစ်စတိလမန်းကြီးလမန်းကြိုက်တဲ့လမန်းဗျာဘာလမန်းဖြစ်ဖြစ်ရတယ်နော်ရွှေလမန်းငွေလမန်းရတယ်အဲ့လမန်းထဲမှာလက်ဖက်အတားကိုးပုံပုံလိုက်ပါပြီးရင်လိမ်မော်ဒီလိမ်မော်ဒီဝယ်လို့ရပါလေဗျာနော်လိမ်လိမ်မော်ဒီကနေရာတိုင်းရှိပါလေဗျာနော်အဲ့တော့လိမ်မော်ဒီကလိမ်မော်ဒီကိုးလုံးဆိုရင်တော့ဈေးကောင်းနေဗျာအဲ့တော့ကိုးလုံးတက်နိုင်တဲ့လူကကိုးလုံးလုတ်ပေါ့ဗျာအဲ့လက်ဖက်လက်ဖက်လက်ဖက်ကလေးတွေရဲ့ဘေးနားမှာလက်ဖက်အတားလေးတွေရဲ့ဘေးနားမှာလိမ်မော်ဒီပြားလိမ်မော်ဒီလက်ရတယ်ဗျာနော်ပြားလိမ်မော်ဒီလက်ရတယ်လိမ်မော်ဒီဆိုရပြီ လိမ်မော်ဒီကိုလုံးတော့မဟုတ်ကိုစိတ်ပေါ့နော်အလုံးကြီးရင်အထက်အစိတ်ကလေးစိတ်စီပေါ့လိမ်မော်ဒီကိုစိတ်အဲ့ခလကောင်မှာလီဘိုဘလင်းဒီလိုလီဘိုဘလင်းအရေးပါသားမလို့နော်အခွင့်နော်အဲ့လီဘိုဘလင်းအခွင့်မရှိတဲ့လူတွေကအရေးဘွားဝဲဝဲပြီးတော့မှအရေးကိုတခြားခွက်ထဲမှာထက်ဖျားဆုံတော့ကပ်ပေါ့ပြီးရင်ဖုန်းပြန်ပိတ်ပေါ့ဘာကြောင့်လဲဒီပေါ်မှာမီးထွင်းရမှာဟုတ်လမ်းခလကောင်မှာလီဘိုဘလင်းကိုထားထားပြီးတော့ဖျောင်းနိုင်အစိမ့်အောင်ထွင်း အဲ့တော့ညာဘက်လုံမှလည်း9နာရီပဲမနေ့လုံမဲ့လူတွေလည်း9နာရီပဲဆိုတော့မနေ့9နာရီလုံမဲ့လူတွေကလိမ္မော်ဒီဝယ်ချိန်မရဘူးဆိုရင်ညမှာလုံပေါ့အဲ့ဒါမှဆရာကျမတို့ဒီမှာလိမ္မော်ဒီမစည်းဘူးဆိုရင်တော့အဆမပြေဘူးနော်အဆွန်းတော့အဆွန်းတော့အဆမပြေဘူးနော်ဟုတ်ပြီနော်ဝယ်လို့ရလုံပေါ့ဗျာဝယ်လို့မရဘူးလုံနေပေါ့နော်အဲ့လုံပြီးတော့မှမနေ့လုံလုံညလုံလုံဒီထွန်းထွက်လက်ချိန်မှာဖွင့်ပြီးလို့ရှိရင်အဲ့တော့ဘာလို့ရမှာလဲဖွင့်ပြီးလို့ရှိရင်ဘာမှလုံစရာမလိုတော့ဘူးနော်ခင်ဗျားတို့ စေနာမဏိကတာတည်ရနော်စေနာမဏိယရဏာနိဗုဒ္ဓံဗုဒ္ဓယရဏာနံကံဘာလို့ကံကရတိတရဏံခိဗမေဝတမိတ်စတုဆိုတာလေအဲ့စေနာမဏိကတာမရမရရင်ဘုရားစကုသောက်တဲ့ရွတ်စုစေနာမဏိကတာလေးရွတ်ပစ်လိုက်ဘယ်နှောက်ရွတ်မလဲ28ကောက်ရွတ်နိုင်ကောင်းတာပေါ့တော်ကြီးကောင်းတာပေါ့နော်28ကောက်ရွတ်ပစ်လိုက်လုံးဝတည်တာဒါခင်ဗျားတို့ပိတ်ရလက်တွေပွတ်သွားလိုက်မယ်နော်ပိတ်ရလက်တွေလုံးဝပွတ်သွားလိုက်မယ်ဗျာဟုတ်ပြီနော် ဲ့တော့မနေ့ပိုင်းလုပ်မဲ့လူတွေကလည်း9နာရီမှလုပ်ညပိုင်းလုပ်မဲ့လူတွေကလည်း9နာရီမှလုပ်ကျွန်တော်ဒီဘက်အဲ့ညဘက်ညဘက်ပေါ့နော်အထွာဆောင်အထွာဆောင်လိုက်တဲ့ခါမှာအတဲအတဲရောင်းနေတာအတဲအတဲအစီဖုံးနေတာပေါ့နော်အဲ့တော့ရှေ့ရတဲ့သုံးဘက်စာပြေးလိုက်ပါလားကျမကြီးလေးလေးကျွန်တော်ညံ့နေတယ်ဗျအတဲအတဲနဲ့ပတ်သက်တဲ့ယောဂါပေါ့ယောဂါဒါပေမဲ့ဒါကြောက်ကြောက်တော့မှာပါနော်အမ်ရပူဇာတော့မလို့ပါကျွန်တော်ရှေ့ရှေ့လေတောက်နေပါအဲ့တော့ဆိုတော့အဲ့ဒါကျွန်တော်ပြောနားလည်မယ်နော်လိန်ဘော်ဒီရအောင်ခဲ့ကြ ရပုံမှာတော့လိမ္မာဒီကဝယ်လို့ရတာပေါ့ဗျာနော်လိမ္မာဒီဝယ်လို့မရတဲ့နေရာလေးပဲရှိမှာပဲကျွန်တော်စိုးတယ်စိုးတော့မနက်ဖက်မနက်ပိုင်းဝယ်ထားပေါ့ဗျာမနက်ပိုင်းမမီလို့ဆိုရင်ညကြမှာလို့ပေါ့နော်ညဆိုလဲ9နာရီပဲနော်စေနာမတိခါတာရမယ်နော်ချက်ချင်းပွတ်သွားလိုက်မယ်ဆိုတော့လက်ဒီနော်ဟုတ်ပြီနော်အဲ့ဒါလေးလုပ်လိုက်ပါဦးလာပြီးနေရတဲ့နေရာတွေတွဲလို့ရတယ်နော်ဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်လာလာပြောကြတယ်အယောက်ဝယ်ဓမ္မတွေအယောက်ဝယ်ဓမ္မဈေးဓမ္မတွေဈေးဓမ္မမှန်ရင်ပြီးရောဗျာအယောက်ဝယ်ဓမ္မမှန်ရင်ပြီးရောဘာအယောက်ဝယ်လို့လို့ဈေးခေါ်ဖို့အတွက်ကိုလိုချင်တဲ့ဈေး ရဖို့အယောင်းွယ်ကောင်းဖို့ဖောက်တယ်များများရဖို့လက်ငင်းများများလက်ငင်းရဖို့အတွက်အဲအစီမံရှိပါလားနော်အစီမံရှိတယ်အဲဘာလဲတဲ့ဘာစီမံလဲတဲ့နော်ဖုံးလာနေတယ်မကန်နေလေးအဲ့ဒါကဇကိုင်းကဆောင်ကြမ်းသားနဲ့တွေ့ထားတယ်နော်ဇကိုင်းကဆောင်ကြမ်းသားနဲ့တွေ့ထားတယ်ဇီးကွက်ပေါ်ကဇော်ကြီးစေးကျိတ်နေတဲ့ရုပ်ပေါ်တယ်နော်ဒါဇီးကွက်ပေါ်မှာဇော်ကြီးစေးကျိတ်နေတာနော်ဒီငါးလက်မဆိုင်ပဲကျွန်တော်စီမံပြီးမယ် တန်ကတိတန်ငါးလက်မှာပေါ့အဲအဲ့ဒါအခုကျွန်တော်လက်ထဲကိုဒီအဆောင်လေးအခုဇော်ကြီးစိတ်တိတ်တဲ့အဆောင်လေး50ရောက်နေပါတယ်နော်ဒါဈေးလွန်စားဈေးခေါ်တဲ့အဆောင်ဖြစ်ပါတယ်လွန်စားဈေးခေါ်တဲ့အဆောင်ဖြစ်တယ်အခု50ရောက်နေတယ်အဲ့အခု50ဒါဥရလူယူပါဥရလူယူပါနော်မတတ်နိုင်ဘူးဒါဥရလူယူကျွန်တော်ဒါဒီကောအသားလေးစားတယ်စကိုင်းကဇောင်ကျန်းသားတဲ့ထုရတာနော်ဈေးကပေါ်မှာဇော်ကြီးစိတ်ကျိတ်နေတဲ့ပေါ့အဲ့ဒါဈေးခေါ်တယ် အဲ့တော့ဓမ္မဇေရမမှန်ရင်မိမိကကောင်းတာမှာတင်ထားဇေဝရူလာမဲ့လမ်းဘက်ကိုဒီဇောကြီးကိုလှည့်ထားမျက်နှာကိုလှည့်ထားဇီးခွက်ဒီဇီးခွက်ဇောကြီးကိုမျက်နှာကိုဇေဝရူဇေဝရူလာမဲ့ကိုလှည့်လှည့်ပြီးလှည့်ထားကောင်းတာမှာတင်ထားလို့လည်းရတယ်ဘုရားကျောင်းတော်မှာမတင်နဲ့နော်ဘုရားကျောင်းတော်မှာမတင်လို့မရဘူးအဲ့တော့ဇေယောင်းတဲ့သူဇေယောင်းတဲ့လူတွေကဈေးတိုင်းနဲ့မိမိဇပွဲအလုပ်ဇပွဲကောင်းတာဇပွဲမှာလည်းတင်ထားလို့ရတယ်တပည့်ကဘာလို့အမှားတော့ဦးနဲ့အဲ့ဇောကြီးရဲ့ဆင်မှာဒီလိုလေဘလေးတွေထားနော်လေဘလေးတွေခံပြီးတော့မှာ တော့ဘုလမန်းလေးလမန်းသေးလေးတော့ကခံပြီးတော့မှဖျောက်လိုက်ထွန်းဖျောက်လိုက်အစင်းအောင်ထွန်းထွန်းအဖြူအောင်ထွန်းထွန်းကြိုက်တာထွန်းထွန်းပြီးတော့မှနော်ဈေးဝယ်ပြီးများများလာဖို့ရောင်းဝယ်ကောင်းဖို့လက်ငင်းများများရဖို့ဖောက်တယ်များများရဖို့မိကောင်းဆွေကောင်းတွေတိုးပွားဖို့ဒါပဲစုတော့နော်မနေ့မနေ့ထွန်းညာထွန်းထွန်းပေါ်ပြဒီလိုဖျောက်လိုက်ထွန်းနိုင်တော့ဘာပြောကောင်းမလဲဗျာဒါကတော့ဒါကတော့ကျွန်တော်အထူးစီမံထားတာနော်ဒါကတော့ဒါကတော့တာမန်ဖျောက်နိုင်ဖို့ကူလေအဲဒီလိုစင်တီဝီဒီစင်တီဝီအလင်းနိုင်ကိုဒီစင်တီဝီဖျောက်နိုင်ကိုမနေ့မနေ့ပိုင်းဒရိုက်ထွန်း ီငွေဝင်ငွေဝင်ဖျောင်းနိုင်ကိုညာပိုက်ထွန်းအဲ့လိုထွန်းမယ်ဆိုရင်တော့ဒီဇော်ကြီးရဲ့စေ့ပါလေဇော်ကြီးရဲ့စေ့မှာအဲ့တော့ဒီအရင်တော့ဇော်ကြီးလက်မဝယ်ဘူးဝယ်ဘူးတဲ့တွေလေဒါနဲ့တွဲလုပ်လို့ရတယ်ဟုတ်ပြီနော်ဇော်ကြီးလက်မဆက်ရှိအောင်မှားဘူးတဲ့တွေဒါနဲ့ဒါနဲ့တွဲလုပ်လို့ရတယ်ဇော်ကြီးလက်မလာလာမေးတဲ့တွေဒီဇီဝဇော်ကြီးစိတ်ကြိတ်ကိုခင်ဗျားတို့သုံးကြည့်လိုက်ဒါနော်လုံးဝအယောင်းဝယ်ဓမ္မအမှန်ရင်နော်ပွဲစားအယောင်းဝယ်လုပ်နေရလူမှန်ရင်ကိုရတယ်ဗျာဇီဓမ္မဇီဆိုတဲ့နေရာလဲလမ်းပင်ဇီတွေရတယ်ဟုတ်နော်စုတ်ကက်ကြီးတွေစတိုးဆိုင်ကြီးတွေကြောင်ရတယ် ဒါဈေးခေါ်ဇောကြီးဈေးကွက်ဖြစ်ပါတယ်နော်ဈေးကွက်ပေါ်မှာဇောကြီးစိတ်ကျိတ်နေတာပါအဲ့ဒါအခု90ကျွန်တော်လက်ထက်ရောက်တယ်အဲဒါဆောင်မလာပြီနေညာဖော်တဲ့ဆေးတော်ကြီးပါလက်ဆောင်ပေးလေဦးမယ်တယောက်ကိုတစ်လုံးစီပေးမယ်ဆေးတော်ကြီးပြဆေးတော်ကြီးပြဆေးတော်ကြီးတစ်လုံးပေးတယ်ဒီဆေးတော်ကြီးဒီဆေးတော်ကြီးကိုလည်းတယောက်ကိုတစ်လုံးကျွန်တော်အဲအစီမံမှားတဲ့လူတွေကိုလက်ဆောင်ထည့်ပေးလိုက်ပြီနော်ဒီဆေးတော်ကြီးကတချို့ line ပေါ်မှာ မျက်နှာပွင့်စေဈေးရောင်းကောင်းတဲ့ဈေးကိုပြောရမြအောင်မြင်တဲ့ဈေးဆိုပြီးနှစ်သိန်းသုံးသိန်းရောင်းစားနေရနော်နှစ်သိန်းသုံးသိန်းရောင်းစားနေရဒီတက်ကတော့နည်းနည်းလေးကြည့်တယ်ဘယ်လဲကတော့တော့ရှိတယ်မကျုပ်ကအခမဲ့ထည့်ပြလိုက်မှာအဲအစီလာမှာလေလူကြီးနော်ဒီဈေးအကြောင်းဒီဈေးဘယ်လောက်ကြီးစွမ်းလဲဆိုတာ၃ဘူးရဲ့ပြသိရနော်တချို့ဆရာရဲ့ဈေးဆေးတော်ကြီးတွေရောင်းမှရောင်းစားမှရောင်းနေဒါကျွန်တော်ရောင်းနေပစ္စည်းမဟုတ်ဘူးလို့ဒါတော်ကတော့စီလာစီလာကတော့ကျွန်တော်ပို့ပေးပို့ပေးလိုက်ပဲဆိုပြီးတော့မှပြောရတာဒါဒါဈေးလုံးတက်မှမထားဘူးကျွန်တော်အရေးကြီးကိစ္စလေးပြောစားစီတော့တော့တခါကြားလေးဒိုလေးရှစ်ပြောကိုပြောရမြတ် တစ်ဖက်လူခေါင်းငိတ်နေအာမခံတယ်နေရလူတွေချစ်သူကြီးစားတယ်ကိုကြီးစားတယ်ပြောမယ်ဆိုလို့ရှိရင်တစ်ခါလေးဆွတ်ပြောဟာခင်ဗျားတို့လက်တွေတိလာလိုက်နော်အိမ်တော်တွေတရတော့အရေးမကြုံမနဲ့မဆွတ်နဲ့အိမ်တော်ရေးပြဿနာတွေဆုတ်ထွေးလာပါလို့ရောင်းညက်တဲ့ပစ္စည်းရောင်းမထွက်လို့ရတော့လေအဲဆေးကိုလေခွက်တန်တန်နဲ့မှဒဇက်နှစ်ဆက်ပဲထက်ရေတန်းတန်လေးထက်ပြီးတော့မှဂန်းကွန်ညွန်လေးတပြေညွန်လေးနဲ့မွေပြီပက်ဖြတ်ပြီးတော့မှတရားတကြီးနဲ့အ мян ရောက်ထွက်လို့ပြောပြောလိုက်စမ်းပါဗျာလာကင်ကြည့်ပြီဆိုတာနဲ့အဲ့ဒီပစ္စည်းရောက်ထွက်သွားလိုက်နော် အဲ့ဒါဒါကိုကျွန်တော်အခက်မဲ့ထည့်ပြီးမှာအဲ့တော့ဒီဇော်ကြီးဇီးကွက်လိုချင်ပါလေဆိုရလူတွေကဆက်တက်တော့ Messenger တော့မဟုတ် Viber တော့မဟုတ် Facebook Messenger မှာလာမှာငွေကိုကြိုလွှဲရတာเนาะဒါမှကျွန်တော်ငွေကိုကြိုလွှဲရတာเนาะဆရာဇော်ကြီးဇော်ကြီးဇီးကွက်နဲ့ဆရာဖျောင်းနိုင်လေးလိုချင်ပါလေအဲ့လိုလာမှာငွေကိုကြိုလွှဲရတာဥရလူအခု90ပဲရှိတယ်เนาะကျွန်တော်ယုံမှမမယုံမှမနဲ့ဒါတို့လည်းအအောင်တော့တယ်ကျွန်တော်လည်းအအောင်တော့တယ်เนาะဟုတ်ပြီเนาะအိမ်ရောက်ငွေချေတယ်ဘာလဲလာမပြောတဲ့ဟုတ်ပြီเนาะကျွန်တော်အဲ့ဒါလာအဲ့ဒါလာပြောတာပါအဲဆိုတော့ ဒါမှလက်ဖက်လောက်ဆိုကုံသွားမဲ့တော့မှရှိပါတယ်အဲဆရာပိတ်တဲ့ဒီလက်ဖက်လာပြီးလေးလာပြီးလေးရေရရောင်းလဲလောက်ကြမယ်လို့ပြောလိုက်နေထပ်ဖြည့်ပြီးတော့မှလမန်လက်ဖက်လိမ်ပေါ်လက်ဖို့နဝင်းလေးချက်စီပါတက်ဖို့အတွက်လက်ဖို့မို့အတွက်အဲ့ဒါကိုလဲထပ်လောက်ကြပါဟုတ်ပြီနော်ဒီအားလုံးကျေးဇူးတင်ပါတယ်